ဒီတစ်ပတ်ရဲ့ပရီးမီးယားလိပွဲစဉ်17ပြီးထိတ်ဆုံး9သင်းရဲ့ရက်တိမှုကဲကျွန်တော်တို့ထိတ်ဆုံး9သင်းရဲ့ဘယ်သင်းနေဖြစ်မလဲပရီးမီးယားလိပွဲစဉ်17ပြီးသွားတဲ့အချိန်မှာပရီးမီးယားလိပွဲစဉ်38ပွဲဆိုကျွန်တော်၄ပုံတပုံကြော်ကြော်တော့ကျိုးသွားပြီပြောလို့ရတယ် ဒါပေမဲ့ယာတီကအစာပဲရှိသေးလို့တုံးလုံးလို့ရတယ်ယာတီကမကြိုးသေးဘူးပေါ့လေဒါပေမဲ့ဆက်တပွဲကံပြီးသွားချိန်မှာဘယ်အသင်းတွေကအမှန်အများဆုံးစုဆောင်ထားနိုင်လဲပုံမှန်အဖြစ်ကျွန်တော်ကအာဆင်နယ်တီးတံပဲလုပ်တာဒါပေမဲ့ဒီတစ်ခါတော့အမပီးစရာထိတ်ဆုံး၅သင်းနဲ့ပတ်သက်ပြီးဘယ်အသင်းတွေကရမှတ်တီကြပြတ်ခွဲ့တယ်လဲဘယ်အသင်းတွေကတော့ဘယ်နှမှတ်စုဆောင်ထားနိုင်ကြလဲကျောင်းတစ်ချက်သုံးသက်ကြည့်လိုက်ရအောင်အဆင့်၅မှာရှိတဲ့အသင်းနဲ့စပြောလိုက်အောင်တော်တန်ဟော့စပါသူတို့အနေနဲ့ဆက်တပွဲမှာ၁၈မှတ်စုဆောင်ထားနိုင်ကြတယ်၅ပွဲနိုင်၃ပွဲတီ၃ပွဲရှုံး ဘယ်ပွဲတွေမှာတည်ကြခဲ့ပြီးဘယ်ပွဲတွေမှာရှုံးခဲ့လဲဆိုတော့စပါသင်းတွေနဲ့ကိုယ့်အင်္ဂုမှာချယ်ဆီကိုဇ1နဲ့ရှုံးတယ်1 2နဲ့အက်စတန်ဘီလာကိုရှုံးတယ်ဇ1နဲ့ဘုံမောက်ကိုရှုံးတယ်ရှုံးခဲ့တဲ့၃ပွဲ၃ပွဲမှာဆိုအလဲလဲအသင်းတွေကထိပ်ပိုင်းရဲ့အသင်းတွေကိုပေါတယ်မန်ချက်စတာယူနိုက်တက်နဲ့တူတူတည်ကြတယ်ဝူဘာဟမ်တန်နဲ့1 1တည်ကြတယ်ဘရိုက်တန်နဲ့တူတူတည်ကြတယ်ဝူးနဲ့1 1တည်ကြတာကတော်တော်လေးကိုမှရင်နာစရာကောင်းတာဇယားအောက်ဆုံးကအသင်းတွေလည်းဖြစ်တယ်ဒီလိုအနေထားမှာ သင်းငယ်တွေစီကအမှတ် United ဘက်မှာတော့ Spartan ရဲ့ဒီရက်ဒီမှာချိန်မငိမ့်ဘူးပြောလို့ရတယ်။တချို့အသင်းတွေကျတော့အသင်းကြီးဒီပွဲမှာအမှတ်ရော့တယ်။အသင်းငယ်တွေစီကအမှတ်တွေ United တယ်။တချို့အသင်းတွေကျတော့ရနိုင်ဒီမှာအမှတ်တွေကို smash ကြကြစူဆောင်းနိုင်တဲ့အသင်းတွေရှိတယ်။ဒါပေမဲ့ Spartan က125တဲ့မှာပါတာမှတ်ပြီးမဲ့သူတို့အမှတ်ဆုံးရှုံးခဲ့တဲ့အသင်းတွေဒီဇယားအောင်ဆုံးဟာအသင်းတွေကဇယားအလေနဲ့ဇယားအပေါ်အသင်းတွေကိုအကုန်ပါတယ်။ဒါကြောင့်မလို့ဒီအနေထားမှာစက်တပွဲကံပီတီမှာ18မှတ်နဲ့အဆင့်9မှာရပ်တည်နေတာက performance ကောင်းလို့မဟုတ်ဘဲနဲ့ယာတီအစဖြစ်တဲ့အချိန်မှာရနိုင်တဲ့လောက်စူးစောင်းထားနိုင်ခဲ့လို့ ဒီထက်သာသူတို့စမတ်ချက်ချနဲ့ဖြတ်တန်းနိုင်မယ်ဆိုရင်အမတ်တီအများကြီးစုဆောင်းနိုင်မှာဒါပေမဲ့စပါးသင်းနေတော့ဒီရတီမှာဆက်တပွဲကံမြင့်ချိန်မှာအဆင့်9ရတယ်အဆင့်9ဆိုတာကဘာကြောင့်ကျွန်တော်1 to 5ပဲပြောလဲဆိုတော့ချန်ပီယံလိဝင်ဝင်ဖြစ်နေတဲ့အတွက်ပရီးမီးယားလိကဒီရတီမှာလည်း1 to 5တဲ့ဟုတ်ပဲချန်ပီယံလိဝင်ဝင်ပေးအောင်မှာပဲဒါကြောင့်မလို့1 to 5ကိုကျွန်တော်သုံးသက်တဲ့အခါမှာလက်ရှိချိန်ဆက်တပွဲကံမြင့်ချိန်မှာအဆင့်9မှာရှိတဲ့စပါးသင်းကတော့ လောလောဆယ်သူတို့ရမ်းမတ်လွင့်စင်ခဲ့တဲ့ပွဲက6ပွဲရှိတယ်အဲ့6ပွဲမှာတရေ3ပွဲရှုံးပွဲ3ပွဲနောက်တစ်သင်းအစဉ်၄နေမှာရှိရဲဆန်ဒါလန်တကယ်ကိုမှအသင်းကြီးတွေဒီရာဒီမှာဒုက္ခပေးနေတဲ့အသင်းလို့ပြောလို့ရတယ်ပူပူနွေ့နွေ့အာဆင်နယ်ကိုတော့မှတရေခံခံဝါတဲ့အသင်းပေါ့လေသူတို့ရဲ့အလင်းရောင်ကွင်းမှာဆန်ဒါလန်အနေနဲ့7ပွဲမှာ16မှတ်စုဆောင်းထားနိုင်ခဲ့တယ်5ပွဲနိုင်4ပွဲတရေ2ပွဲရှုံးဆိုလိုချင်တာကတရေပွဲတော်တော်များတယ်ဆန်ဒါလန်အနေနဲ့မန်ချက်စတာယူနိုက်တက်နဲ့ဘယ်လီတို့2-2နဲ့ရှုံးတယ်အဝေးကွင်းမှာ ဲ့မဲ့အိမ်ခွင်းမှာတော့သူတို့ record ကောင်းတယ်တည်ကြတဲ့၄ပွဲကကြတော့အာဆီနယ်နဲ့တူတူတည်ကြတယ်အေဗာဒန်နဲ့ဝမ်ဝမ်အစတိုဗီလာနဲ့ဝမ်ဝမ်ခရစ်စတယ်ပယ်လီတပွဲပဲအဝေးခွင်းမှာဇီးဇီးတည်ကြတယ်ဂျန်နယ်ပွဲတွေမှာသူတို့အိမ်ခွင်းမှာရနိုင်တဲ့လောက်တည်ခက်ခံွားတယ်အားကြောင့်မို့ဆန်နလန်အသင်းကဒီရတီမှာတန်တက်လာတဲ့ပြင်ဆင်မှုတွေလည်းကောင်းကောင်းလုပ်တယ်လူတွေလည်းအများကြီးဝယ်တယ်သူတို့ရဲ့ရည်မှန်းချက်ကတန်းပြန်မစင်းရဘူးသို့တော့ဒီပုံစံတိုင်းဆက်သွားပြီးဒီလိုမာကုံမျိုးပြနိုင်မယ်ဆိုရင်ဆန်နလန်ကဥရောပဝင်ဝင်တစ်ခုခု company ဖြစ်ဖြစ်ယူပါလီဝင်ဝင်ဖြစ်ဖြစ်သူတို့ယာသွားနိုင်တယ် ချန်မြလိဝင်ဝင်သူတို့ရားနိုင်ကြီးရှိလားဆိုတော့ဒီလူစီရင်ဒီလိုကာလာရှိပြိုင်ပွဲမျိုးမှာတော့ဒီလိုအသင်းငယ်တွေကတော့ရားနိုင်ကြီးအရန်နေတယ်ချန်မြလိဝင်ဝင်ပေါ့လေအဲကြောင့်သူတို့အနေနဲ့ conference ဖြစ်ဖြစ်ယူပါလိဖြစ်ဖြစ်ဝင်ဝင်ရဖို့ဆိုရင်တော့ဒီလိုမျိုးခြေစွမ်းကိုတတမတဲ့ထိန်းသွားရင်မနစ်က forest လိုမျိုးဝင်ဝင်တစ်ခုရသွားနိုင်တယ်တကယ်လဲအာဆင်နယ်သူတို့ကိုကန်ရခတ်ခဲ့တယ်အာဆင်နယ်နိုင်ဖို့နီးစပ်ခဲ့ပြီမဲ့သူတို့ရဲ့မလျှော်သောဇွဲလုံးလာနဲ့ဝန်ဝန်တည်ကြသွားပေါ့လေ လူစားဝင်လာတဲ့ကစားသမားတွေ strong ဖြစ်မှုအာဆင်နယ်နဲ့လီပော့ဆာသွားတယ်ပြောလို့ရတဲ့64မိနစ်မှာတော့သူတို့တူတူကျသွားခဲ့တယ်အာဆင်နယ်အတွက်ဆိုတော်တော်လေးခံရခက်တဲ့ပွဲကဲဆန်နာလန်ပြီးသွားတော့နောက်ထပ်တစ်သင်းအဆင့်သုံးမှာရှိတာတော့ Chelsea နောက်ပိုင်းတောက်လျှောက်နိုင်ပွဲတွေဆက်ပြီး Chelsea ကအမပေးစရာထိပ်ပိုင်ပြပြီးတက်လှမ်းလာခဲ့တယ် Chelsea အသင်းအနေနဲ့ဒီအဆင့်သုံးမှာဆက်တပွဲကံပြီးတဲ့အချိန်မှာရမှတ်20နဲ့အဆင့်သုံးမှာရက်တည်နေတယ်သူတို့အနေနဲ့6ပွဲနိုင်2ပွဲတည်3ပွဲရှုံး နိုင်ပွဲများလို့အဲ့ပေါ်တက်လာပြီလေတချို့အသင်းတွေကြတော့တက်ရှုံမွေးနေတယ်ဒါပေမဲ့တေးပွဲများတယ်အမှတ်တရလွင့်စင်ကြသွားပဲဒါပေမဲ့ Chelsea က6ပွဲနိုင်ထားတယ်ဒါဆိုရင် Chelsea 2ပွဲတည်ကြပြီ3ပွဲရှုံးလာတာဘယ်ပွဲလဲကျွန်တော်တို့တစ်ချက်ကြည့်လိုက်မယ်ဆိုရင် Chelsea ရှုံးလာတာကဆန်နာလန်ကို1-2နဲ့ရှုံးတယ်အဲ့ဒါလည်းနောက်ဆုံးမိနစ်ပြီးကနေကြမှရှုံးလာ Brighton ကို1-3နဲ့ရှုံးတယ်အဲ့ဒီ2ပွဲပဲအော် Manchester United ကိုဒါ2-1နဲ့သူတို့ရှုံးတယ်အဲ့တော့သူတို့အနေနဲ့တည်ကြခဲ့တဲ့ပွဲက2ပွဲ3ပွဲရှုံး နှစ်ပွဲတည်ကြတာတယ်အဲ့မှာဆိုလို့ရှိရင်ဘရန်ဖို့ကိုတူးတူးနဲ့တည်ကြတယ်ခရစ်စတယ်ပဲလီကိုဇီးဇီးနဲ့တည်ကြတယ်အားကြောင့်မို့ဒီမှာကြည့်မှဆိုရင်ဘရန်ဖို့ပဲလီဆန်ဒါလန်ဘရိုက်တန်ဒီအသင်းတွေကိုသူတို့အနေနဲ့ဒါပြောမှဆိုအလဲလဲအသင်းတွေပဲဗျအလဲလဲအသင်းတွေအောက်အသင်းတွေလောက်ပဲအဲ့မှာသူအမှတ်တီးလွတ်စေကြခဲ့ပြီးတော့ United နဲ့ပွဲမှာတော့သူတို့ဒီတယောက်ထုတ်ခံရတာဒီကောအချင်းကြီးရှုပ်ထွေးသွားတယ် United လည်းတယောက်ထုတ်ခံရပါတယ်ဒါပေမဲ့ဂိုးတွေပြင်းပြီးမသွင်းနိုင်တော့အထူးကသာမတချို့ဒဏ်ရာသွားတာကြောင့်ဟောအဲ့ဒီပွဲမှာသူတို့ရှုံးသွားတယ် ်ဒါပေမဲ့ခုနောက်ပိုင်းပြင်ပြီးနိုင်ပွဲဆက်လာတယ်အဲကြောင့်ချယ်ဆီအသင်းအနေနဲ့အဆင့်သုံးမှုရောက်ရှိလာခဲ့ပြီးဒီရာသီမှာသူတို့ကချန်ပီယံထိုက်တယ်ရိမှန်းနဲ့ဘာညာဆိုပြီးတချို့တွေပြောပြီးမယ်တချို့ချယ်ဆီဖန်တွေကျွန်တော်မေးကြည့်တော့ကျွန်တော်ဗိုလ်ဓာရီထဲမှာဆိုရင်တော့ချယ်ဆီအသင်းကဒီရာသီမှာချန်ပီယံလိဝင်ဝင်အတွက်ပိုပြီးစတောင်းဖြစ်ဖြစ်လုပ်မယ်ဖြစ်နိုင်မယ်ဆိုတော့ဖလားရဖို့အထိဆက်ကြိုးစားရင်ပေါ့လေအဲဖလားရဖို့ဆိုတာလွယ်တော့မလွယ်ဘူးဗျအခုအဆင့်တက်မှရှိတဲ့အာဆင်နယ်တော့မှမြခုံးခတ်လို့လုပ်ပဲကိုကိုတိုင်းတောက်လျှောက်အမှတ်တွေစုဆောင်းနိုင်မှာဘာလို့ဆိုတော့နောက်ကမန်ချက်စတာစီးရဲ့တောက်လျှောက်ဖိအားပေးလာခဲ့ပြီ အဲ့ကြောင့်မလို့ Chelsea အင်းနေတော့အဆင့်3မှာရမှတ်20နဲ့ရှိနေပါတယ်။ကဲအဆင့်1မှာရှိတဲ့ Manchester City Manchester City ကတော့ Liverpool တင်းကိုလည်းနိုင်သွားခဲ့တာဖြစ်တဲ့အတွက်စက်တပွဲကံပြီးတော့ချင်ရမှတ်22မှတ်9ပွဲနိုင်တပွဲတည်3ပွဲရှုံး Solo Gina ကတည်ရလေးတပွဲပဲကြတယ်3ပွဲရှုံးတာမှတ်ပြီးမဲ့သူတို့နဲ့နိုင်ပွဲက9ပွဲထိစုဆောင်ထားနိုင်ခဲ့တယ်။အဲ့ဒါကြောင့်မလို့22မှတ်ထိစုဆောင်ထားနိုင်ခဲ့တယ်။ Goal မှာဆိုလဲ +15 ထိထွက်တယ်။အဲ့တော့ အစ်စ်နှစ်မှာရှိတဲ့မန်ချက်စတာစီးတီးဘယ်ပွဲတွေမှာအမှတ်ကျပြောက်ခဲ့တယ်ဆိုတော့သူတို့ရှုံးခဲ့တာဒီအစတိုဘီလာ1-0နဲ့ရှုံးခဲ့တဲ့အဝေးဝန်းပွဲစဉ်တစ်ပွဲ Brighton ကို2-1နဲ့ရှုံးခဲ့တဲ့ပွဲစပါးကို2-2နဲ့ရှုံးခဲ့တဲ့ပွဲပြီးရင်ဒီအာဆင်နယ်နဲ့1-1တည်ကြခဲ့တဲ့ပွဲဒါကြောင့်မို့တည်ရတပွဲရှုံးပွဲ၃ပွဲရှိခဲ့တဲ့မန်ချက်စတာစီးတီးကိုကျွန်တော်တို့တွေ့မြင်ခဲ့ရပါဘောလေအဲဘာပြောပါစီးတီးနေနဲ့တခုကျွန်တော်ချီးကျူးချင်တာရာသီစားဒီမှာဘလူးပဲဖြစ်ဖြစ်စီးတီးဒီနောက်ပိုင်းတန်ဖိုးတင်ဆော့အမဲ့အခြေအနေမျိုးတွေ တော်တော်လေးကောင်းတာတွေ့တယ်။အဲကျွန်တော်တို့သတိထားမှာတော့ Manchester City ပေါ့လေ Manchester City ကသူတို့ရှေ့မှာဘလိုပဲဖြစ်ခဲ့ဖြစ်ခဲ့တကယ်ကသူတို့တန်ဖိုးတင်ပြီးစောမယ်အပိုင်းတွေရမှတ်တွေဖျက်မယ်အပိုင်းတွေအရှိရအသင်းကိုဖိအားပေးရမယ်အပိုင်းတွေမှာတော့ Guardiola နဲ့သူ့ရဲ့တားတပည့်တွေကတော့အဲ့ပိုင်းမှာတော်တော်လေးဟိုမှာအတွေ့အကြုံများတယ် လုံနိုင်သွားရှိတယ်ဒါကြောင့်မို့အာဆင်နယ်အသင်းနဲ့ဒီယာဒီမှာချန်ပီယံဖြစ်ချင်တယ်ဆိုတော့အဲ့ဒီအသင်းကိုဒါဒုတိယနေရာအသင်းကိုလက်ရှိချိန်မှာလေးမှတ်ပြတ်ထားရမှိုင်မဲ့လုံလောက်တဲ့အမှတ်ဖြတ်မှုတော့မဟုတ်ဘူးရှေ့ပွဲတွေမှာအနိုင်ကျန်ပြီးတော့ CD အမှားရင်းလုံမလားဆိုတော့တစ်ချက်တော့စောင့်ကြည့်သွားမယ်ကဲအဆင့်1မှာရှိတဲ့အသင်းကျွန်တော်တို့ရဲ့အာဆင်နယ်အာဆင်နယ်အသင်းနေနဲ့တော့ဒီဆန်ဒါလန်အသင်းနဲ့ပွဲစဉ်မှာတည်ကြခဲ့တာဖြစ်တဲ့အတွက်တော်တော်များစိတ်ထဲမှာတော့အားမရကြဘူးဒါပေမဲ့ဆက်တပွဲမှာရမှတ်26မှတ်စုဆောင်းထားနိုင်ခဲ့တယ်တည်ရနှစ်ပွဲရှုံးပွဲတစ်ပွဲ record အကောင်းဆုံးပဲလက်ရှိ Premier League မှာအကောင်းဆုံး record မှုလို့လည်းအဆင့်တက်မှာရောက်နေခဲ့တာတချို့တွေကအာဆင်နယ်နဲ့ပတ်သက်ပြီးပြန်ကြတော့မှဘာကြထင်းနေဆိုပေမဲ့လက်ရှိအာဆင်နယ်တင်းရဲ့ performance စွမ်းဆောင်ရည်ရမှတ်စုဆောင်းထားနိုင်တဲ့အပိုင်းတွေမှာဆိုလို့ရှိရင်တော့အပြစ်တော့ပြောလို့တော့မရဘူးကျွန်တော်တို့ Sunderland ကို1-0နဲ့ရှုံးတယ်ဒါပေမဲ့ဘာဖြစ်လဲကျွန်တော်တို့1-2နဲ့ပြန်နိုင်တယ်ဒါပေမဲ့မထင်မှတ်ဘဲနဲ့94မိနစ်မှာတစ်ဖက်ကစားသမားရဲ့ lead ရဲ့နေခုံပြီးတော့ကစ်လိုက်တဲ့ဘောလုံးက Raya ရဲ့ delay နဲ့နဲ့ဖြစ်သွားမှုမှာဂိုးဝင်သွားခဲ့တယ်အဲကြောင့်မို့လို့အာဆင်နယ်တင်းက အနိုင်ခံမှုစူးစမ်းခဲ့ရင်ပဲလေအမှတ်ကျပြောက်ခဲ့တယ်အကိန်းများသာအဲ့ဒီပွဲမှာအာဆင်နယ်သာနိုင်ခဲ့မယ်ဆိုလို့ရှိရင်အမှတ်က28မှတ်ဖြစ်သွားတော့မှာတမျောတာပေါ့ဗျာသိရမလားကို့အသင်းမဲ့အမှတ်ပြစ်လိုချင်တာပေါ့ဒါပေမဲ့ဘောလုံးမှာဒါမျိုးတွေဖြစ်တတ်တယ်အဲ့တော့ကစားသမားကြီးလည်းပို့ပြီးတော့ချန်ပီယံလမ်းကြောင်းသွားတဲ့အခါမှာပို့ပြီးတဖြည်းဖြည်းရင်းကျက်လာပြီလို့ကျွန်တော်ခန်းစားမိတယ်ဒီမူမန့်လေးတို့သူတို့အကောင်းဆုံးတင်ကန်းသာယူနိုင်မယ်လို့ထင်တယ်အာဆင်နယ်ဒီယာဒီမှာအမှတ်ကျပြောက်ခဲ့တဲ့ပွဲကလီဗာပူးကိုဖရီကစ်နဲ့ရှုံးခဲ့တဲ့တလုံးတည်းသောဂိုးအန်ဖီမှာ အဲ့ဒီပွဲမှာရှုံးခဲ့တယ်မန်ချက်စတာစီးတီးနဲ့ဝမ်ဝမ်တည်ကြတယ်ဆန်နန်နဲ့တူတူတည်ကြတယ်ဒါတွေကိုကြည့်လိုက်မယ်ဆိုရင်အာဆင်နယ်အနေနဲ့ဒီဟာဒီမှာတော်တော်လေးကိုစမက်ချက်ချဖျက်ဆီးနိုင်တာမှတ်မိမယ်တချို့အမှားလေးရတယ်ဂိုးပေးရတယ်ဂိုးပေးရတဲ့ပွဲဒီမှာလည်းရမက်ကြဖြောက်ခဲ့ရတွေ့ရတယ်နယူကာဆယ်နဲ့တပွဲမှာပဲကျွန်တော်ကမ်ဘက်နဲ့နိုင်တယ်ဂိုးပေးခဲ့ရပဲရှိရပါဘောလေဒီဟာဒီမှာတော့အာဆင်နယ်ကပေးဂိုး၅ဂိုးပဲရှိသေးတယ်တွင်းဂိုးအရဆိုလို့ရှိရင်လည်းတော်တော်လေးစုဆောင်းထားမိရဲ့အနေထားပါဘာပြောပါ အာဆီနယ်တို့ဒီယာဒီတခုလုံးနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်။လောဆယ်လည်း၁၇ပွဲပဲရှိသေးတယ်ဆိုတော့အများကြီးမျှော်မှန်းထားလို့အများသေးဘူး။ယာဒီဝဲကျိုးပြီဆိုတော့မှပဲဘယ်တင်းရပါလဲဆိုတော့ကျွန်တော်ယုံလုံးပေါ်လာတော့မှာပါ။အဆုံးထိကြည့်တယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။ဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောလို့ဖြစ်ကစားခြင်းဆိုတော့ဘာဘာ9 3 6 6 4 6 9 3 9 3တိန်တဲ့ဘက်3 6 9 9 3 9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 